ဟင်းဝင်းရယ်နဲ့ဆိုပြတဲ့စင်းရဲ့မင်္ဂလာဝဲကိုထူကြတဲ့ပုံစံနဲ့ပွင့်တက်လာလို့လူပြောများနေတဲ့ဝေ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 ရတော့ဟင်းဝင်းရယ်နဲ့ဆိုပြတဲ့စင်းရဲ့မင်္ဂလာဝဲပုံမှန်မဟုတ်တဲ့ပုံစံနဲ့လူပြောများအောင်တယောက်လာခဲ့ပါရီအခုချိန်လူပြောများနေတာအားလုံးချစ်ကြတဲ့မင်းသားကျော်ဟင်းဝင်းရယ်နဲ့မင်းသမီးကျော်ဆိုပြတဲ့စင်းတို့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့မင်္ဂလာအခမ်းပွဲကြီးပါပဲဒီပွဲကြီးအောင်ဘလောက်တာမှကြီးကျယ်ခမ်းနားတဲ့လေဆိုရင်မြန်မာနိုင်ငံရဲ့ထိတ်တန့်သူပညာရှင်ကျယ်ဝင်းနေအားလုံးဒီပါတနေရာထဲမှာစုံစည်းတွေ့မြင်ရတဲ့ပွဲလို့တောင်မှပြောလို့ရပါရဲ့ ဒီလိုထိတ်တန့်ပွဲကြီးပွဲကောင်းကိုတက်ရောက်လာကြတဲ့ထိတ်တန့်မင်းသမီးတွေကလည်းသူတို့ရဲ့ရှိန်ဝါ၊သူတို့ရဲ့ကျဲဝါမှုတွေကိုအပြိုင်ဆိုင်ပြသခဲ့ကြပါရယ်။နောက်ဆုံးမော်ဒီဇိုင်နာဝစ်စုံတွေမျက်စိကျန်လောက်တဲ့မိတ်ကဲပင်စင်တွေထက်ပိုပြီးတော့လူအများအယုံစိုက်ခဲ့ကြရတာကတော့သူတို့ဝစ်စင်လာကြတဲ့လက်ဝတ်ရတနာတွေပါပဲ။အချို့မင်းသမီးတွေဝစ်စင်လာတဲ့ရတနာတွေဟာသိမ်းပေါင်းတောင်းတဲ့ခြေတံမိုးရှိတယ်လို့အတွင်းသီးတွေကဆိုကြပါရယ်။ဒါတော့သူတို့ရဲ့အနုပညာအောင်မြင်မှုကိုပြသတာဖြစ်တယ်လို့သူတို့ရဲ့ချမ်းသာကျေးဝါမှုကိုလည်းပိုပြီးတော့မြင့်တက်စေပါရယ်။ ဒီထဲမှာထင်ရှားပေါ်လွင်နေတာကတော့မင်းသမီးချော်ဝုံမုံရွှေကြီးပါပဲသူ့ရဲ့ခင်မောတရားလည်းထိတန်းစီဝါရဲ့လုပ်ငန်းရှင်တီတူဖြစ်တာနဲ့ညီသူဝိဆင်လာတဲ့ဗရန်များနဲ့စိန်ချေထားတဲ့လေဆွဲပရကြီးဟာတံမိုးအပြင်တိမ်မောင်းတောင်းချီရှိပြီးသူ့ရဲ့ကြက်တွေရှိတဲ့လောက်ကိုပို့ပြီးတော့တောက်ပါစေခဲ့ပါတယ်။ဒါပြင်အခြားဒီတန်းမင်းသမီးတူဖြစ်တဲ့မိုးယူဆန်ကလည်းတကယ့်ကိုကြီးကြီးတဲ့ချမ်းသာကျွားတဲ့ပုံစံနဲ့ခန်းနားစွာပွဲတက်လာခဲ့တာကိုတွေ့ရပါတယ်။ပြောရရင်တော့မင်္ဂလာပွဲဟာသူတို့သမီးသူတို့သားတို့ပြင်တက်ရောက်လာတဲ့ကျေးဝင်းတွေရဲ့ရတနာပြိုင်ပွဲကြီးတစ်ခုလိုပါပဲ။ ီလိုစိန်နေဗရန်များတွေတလက်လက်တောက်ပနေတဲ့ကျဲဝင်းနေအားလုံးရဲ့ကြားထဲမှာလူတွေရဲ့အာယုံဆိုင်မှုကိုတမျိုးတပုံဆွဲဆောင်သွားခဲ့တဲ့ထိတ်တဲမင်းသမီးတယောက်ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ဖွဖွေးပါပဲ။ဖွဖွေးကတော့ချားမင်းသမီးတွေနဲ့လုံးဝကွဲပြားခြားတဲ့ပုံစံနဲ့ပွဲတက်လာခဲ့ပါတယ်။အလုံးအတမိုးကြီးရနာတွေကိုပြန်ဆိုင်ဆင်မြဲနေချိန်မှာဖူဖွေးကတော့ဘာလက်ဝေနာမှလုံးဝနှီးပါဝတ်ဆင်မထားပဲအလွန်တရာမှယိုရှင်းပြီးတော့ကျက်တေရှိတဲ့ဝတ်စုံလေးနဲ့သူ့ရဲ့ငကိုမူပိုင်းချစ်စရာကောင်းတဲ့ပြုံးလေးနဲ့ပွဲတလာခဲ့တာပါ ဒီနေရာမှာလည်းပြိသက်တရားပူပွေရဲ့လောက်ရပေါ်မှာကြီးကျယ်ချီးကျူးစကားဆိုလာခဲ့ကြပါရယ်။ဘာကြောင့်လဲဆိုတော့ပူပွေရနုပညာလောကကိုစတင်ဝင်လာတဲ့စောပိုင်းကလေးကပြိသက်တွေအသိမဲ့ပြူထားတာတခုရှိပါရယ်။အဲ့ဒါကတော့သူ့ရဲ့စိတ်ထားကောင်းမွန်မှုရိုးသားပေါ်ရည်မှုပွင့်လင်းမှုနဲ့ပကုံကာတနာကိုမမမောတတဲ့ဇယိုက်လေးပါပဲ။သူကအမြဲတမ်းကိုယ်စိတ်နှပါပျော်ရွှင်သလိုနေထိုင်တတ်ပြီး ပကာသနတွေချမ်းသာကြွားမှုတွေကိုအဓိကထားပြီးတော့ထုတ်ပေါ်ပြသလို့မရှိပါဘူး။အခုလိုမြန်မာနိုင်ငံရဲ့ခန္ဓာဆောင်မင်္ဂလာပွဲကြီးတစ်ခုကိုတက်ရောက်လာတဲ့အခါမှာတောင်သူဟာချားသူတွေနဲ့မတူဘဲနဲ့ခေါပကာသနတွေကိုဘေးဘယ်ထားပြီးတော့သူ့ရဲ့ပင်ကိုစရိုက်တိုင်းရိုးရှင်းစွာတက်ရောက်ခဲ့တာကသူ့ရဲ့စိတ်ထားကိုပို့ပြီးတော့တည်ပြလိုက်သလိုပါပဲ။ဒါအထက်ပို့ပြီးတော့လေးစားစရာကောင်းတဲ့ချက်တစ်ခုကတော့မြမရင်ကျေးမှုနဲ့ဆက်ဆက်နေပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ထုံထဲမှာမင်္ဂလာဆောင်ကိုသွားရင်သူတို့သမီးချက်ပို့လာအောင်ပို့ထင်ပို့အောင်ပြင်ဆင်ရအောင်ဆိုတဲ့ကျင့်ဝတ်တစ်ခုရှိပါတယ်။ ဒါမင်္ဂလာပွဲရင်အထူးဆက်ဆောင်တွေဖြစ်တဲ့သူတို့သားနဲ့သူတို့သမီးကိုလေးစားမှုပြသတာပါပဲခုဘွေးရဲ့ဒီရိုးရှင်းစာပွဲတက်လာမှုဟာငါကလည်းထိတ်တဲမင်းသမီးဆိုတဲ့ပြိုင်ဆိုင်စိတ်တဲ့မျိုးမဟုတ်ပဲသူတို့သမီးဖြစ်တဲ့ဆိုးဖြစ်တဲ့စဉ်ရင်နေထူးနေမြတ်မှာသူ့ကိုလွှမ်းမိုးမသွားအောင်လေးစားမှုပြေဝပေးတဲ့စိတ်ထားကိုထင်းထင်းရှားရှားပြသလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်လေခုဘွေးရဲ့ဒီပုံစံလေးကိုမြင်လိုက်ရတဲ့ပရိသတ်တွေဟာဒါမှတကယ်စိတ်ထားလာတဲ့မင်းသမီးလေးစားစရာကောင်းလိုက်တာဆိုပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဒီပေါ်မှာဘလို့မြင်ပါသလဲ ဒီလိုခန္ဓာကြီးကျယ်တဲ့ပွဲကြီးမှာဖွဲ့ဖွဲ့လို့ရိုးရှင်းစာတက်ရောက်ပြီးတော့သူတို့သမီးကိုလေးစားမှုပြသတာပို့သဘောချမိလားဒါမှမဟုတ်ခြားမင်းသမီးတွေလိုပဲကိုယ့်ရဲ့ရှင်ဝါနဲ့ညီခန္ဓာတောက်ပစာဝစ်စင်တာကပွဲနဲ့ပို့ပြီးလိုက်ဖက်တယ်လို့ထင်မြင်မိလားဆိုတာကွန်မန့်မှာကိုယ့်ရဲ့မြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်